့ဒီဖိုးက vivo 21d ပါဝေထားတာတော့မကြသေးပါဘူးတပတ်လောက်ပဲရှိသေးတယ်ဒီဖိုးတွေကအသာကျပါစီလေဆိုရင်ကျွန်တော်ပြောပြပဲအထဲမှာဝင်ကြည့်မှာဒီဖိုးကအန်ဒဂျင်မှာစတင်ထင့်ချီရောင်းချတာဒီကိုလာပိုင်းဆယ်လာပိုင်းရပဲအခုကလက်စီ အတိဖြစ်နေတယ်ဇီရတော့9000ပေါ့အဲဆိုကျွန်တော်အဘောက်ပြအဘောက်တွေပြကြမယ်ညီမဘာစင်ရ15ပါဘာစင်15တော့သူ့တွင်ကတော့6ပေါင်6တဲ့ဘာစင်15ဂီရတော့120စေဂိတရားနစစီဆိုတာဒီဖုတ်တဲ့သူတဲ့မြင့်တဲ့ကောင်လည်းရှိရလေ ဒီတရားနစစီဂီဥမာ960တတိကောင်တွေကြတော့သူ့ဈေးနဲ့သူပေါ့ဒါထက်ဈေးကြီးပါပေါ့အော်64တို့30နည်းတို့ရလဲဒါထက်ဈေးတွန်းတော်ပါဗျာအခုကျွန်တော်ဝယ်ထားဒီကောင်တရားနစစီဂီဆိုတော့9000တန်းပေါ့ဒီဘောကောင်းပါတယ်ဒါမဲ့စိုးတာတစ်ချေရတော့ ကုမ္ပဏီတွေကမြန်မာတွေဆိုရင်နေရင်လည်းပြောရအောင်ဆိုအထင်သေးရင်လည်းဘာလို့လဲဆိုတော့သူဖုန်းတွေအတော်များများကြီးလိုက်ရင်ဒီ vivo တွေမှာမြန်မာစားဆိုမြန်မာဖောက်ပါသေးသေးလေးတခြားဖောက်ရကြတော့စိတ်ကြီးကြီးပြီးပြီးတော့ဒီမြန်မာဖောက်မှာရတော့သေးသေးလေးဆိုတော့ဒီလိုလေမြန်မာတွေဆိုရင် အလေးမထားတဲ့ပုံစံပေါ့ဗျာဒီဖုန်းဒီမျိုးစားတွေဟာဒီဈေးနဲ့ဆိုရင်မြန်မာတွေဝယ်မနိုင်ဘူးဆိုတော့အဲ့လိုပေါ့ဝယ်နိုင်တဲ့လူလဲပြဿနာစီးရတူက30ရာခိုင်နှုန်းလောက်ပဲဝယ်နိုင်တယ်ကျန်တဲ့90ရာခိုင်နှုန်းကအခက်အခဲတွေနဲ့ဝယ်မနိုင်ဘူးအဲ့လိုပုံစံပေါ့တခြားအာရနိုင်ငံတွေမှာလည်းအဲ့လိုပဲကျိုးစင်ရတဲ့နိုင်ငံတွေကြည့်သူတို့လည်းစာလုံးသေးသေးလေးနဲ့ပဲပေါ်ပြထားတယ် ဒီဗီနက်လာအိုရိုကမ်ဘောဒီးယားရောထိုင်းရောမှာဒီဖောက်တွေအကြီးကြီးပဲခုခုကမြန်မာကြည့်လိုက်အောင်ကောသေးသေးလေးအစင်မပြေဘူးဗျာအထဲမှာချိန်မယ်ဆိုတော့အင်္ဂလိပ်ရကြီးပဲဒါထက်မြန်မာသာထပ်ကြီးမယ်ဆိုရင်အင်္ဂလိပ်ရလည်းကြီးမရဗျာအဲဒီတော့အစင်မပြေဘူးမြန်မာသားဤတခြားနေရာတော့အစင်ပြေတယ် ကင်မရာလည်းကောင်းတယ်ဖုန်းတန်ရည်လည်းကောင်းတယ်နောက်နှစ်ကြော့မြင့်တပြင်ရလည်းကော်ယူတော်ယူနဲ့အဆင်ပြေနေတာပဲနောက်ဝင်လည်းဒီဖုန်းဝယ်ကြပါတော့